Hello guys AI နဲ့ရန်ခေစားလာတဲ့ဒီဘက်ခင်မှာကျွန်တော်တို့ social media တွေ internet တွေပေါ်မှာတွေ့တဲ့ပုံတွေဒီ AI နဲ့လှုပ်ထားတာဟုတ်မဟုတ်လောလောကူကူနဲ့အခမဲ့ဝင်ဆင်လို့ရတဲ့ website လေးတခုကိုမိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒါမို့သိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ AI သုံးပြီးတော့လိန်ညာနေတဲ့အရာတွေကနေပြီးတော့ကိုယ့်ကိုယ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာ website လေးရဲ့နာမည်ကတော့ AI detector by bitmine ပေါ့နော် ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ image detection လုပ်မှာလား video detection လုပ်မှာလားဒါမှမဟုတ်ရှင် link တွေထည့်ပြီးတော့ detect လုပ်မှာလားပေါ့နော်ကိုယ်စိတ်ကြိုက်ရွေးလို့ရပါလားခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော် image detection တခုစမ်းပြပေးမယ်ပေါ့နော်ကျွန်တော် create လုပ်ထားတဲ့ AI ပုံလေးကိုထည့်ပြီးတော့ output မှာရှိတဲ့ analyze image ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့သူက result လေးတစ်ချက်ပြန်ထုတ်ပေးတယ်ပေါ့နော်ကျွန်တော် image ဆိုလို့ရှိရင်ဒါ AI နဲ့လုပ်ထားတာ100%ဆိုပြီးတော့ပြပေးပါရခင်ဗျာဒါဆိုမှန်တယ်လို့ပြောလို့ရတယ်ပေါ့နော် နောက်တစ်ခုအနေနဲ့ကျွန်တော် AI နဲ့ create လုပ်ထားတဲ့ video လေးကိုထည့်ပြီးတော့ထပ်ဆန်းပြပေးမယ်ပေါ့နော်။ခုနလိုပဲကျွန်တော်တို့ video လေးကိုထည့်ပြီးလို့ရှိရင် analyze video လေးကိုတစ်ချက်နှိပ်လိုက်လို့ရပါတယ်ခင်ဗျ။ဒါကတော့သူပြန်ထုတ်ပေးတဲ့ result လေးပေါ့နော်။97.71%ဆိုတော့ကျွန်တော်တို့ဒီ video လေးက AI နဲ့လုပ်ထားတယ်လို့ပြောလို့ရပါတယ်ခင်ဗျ။ဒါဆိုလို့ရှိရင်လည်းသူ့ရဲ့ result လေးကမှန်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့အနေနဲ့ internet ပေါ်မှာ photo တွေ video တွေမတင်ကားစရာတစ်ခုခုတွေ့တဲ့အခါမျိုးမှာဆိုလို့ရှိရင် AI နဲ့လုပ်ထားတာဟုတ်မဟုတ်ဒီ website လေးကိုဝင်ပြီးတော့ဆက်လို့ရတယ်ဆိုတာအကြံပေးပါတယ်ခင်ဗျ။ ဗီဒီယိုလေးကအသုံးဝင်မယ်လို့ထင်လို့ရှိရင် repost လုပ်ပြီးတော့မျှဝေပေးခဲ့လို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ